ဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပြိုင်ပွဲကကျွန်တော်တို့ဟို script တိုင်းပြောနေဆိုနေကြတာလုံးဝမဟုတ်ဘယ်ကြရင်တော့ငါတို့ဘာပြောကြမဟေးလို့ကြိုပြီးတော့ညှိနှိုင်းထားတာဇက်တိုက်ထားတာလုံးဝမရှိဘူးဒါတော့သိကြတယ်တတရုပ်ဆောင်တာလေးကမစိုးဘူးဗျအဲ့ဒီပေါက်ကရ၄၀လေးရှောက်ရှောက်ပြောနေတာတွေအဲ့လိုမျိုး interview မေးတယ်ဖြေးလိုက်ရပြီပေါ့ဒီလား interview မှာငိုဆိုငိုပြလိုက် interview မှာရည်ဆိုရည်ပြလိုက်ဒါက not professional လေးဒီလား မဆိုင်အောင်လေအဲ့ဒါအဲ့ဒါမျိုးတွေရှောက်ရှောက်လုပ်နေတာကိုပဲအဆင်မပြေတာပါညဘာလဲညညလူတွေဘာလိုက်လုံးလားဟိုးဟိုင်းပြန်ပြီရီဟိုင်းပြန်ပြီဒီ2မိနစ်တွင်မှာ तू စိတ်ကြိုက်တယုံဆောင်ခွင့်ရှိတယ် तू စိတ်ကြိုက်ပေါက်ကွဲခွင့်ရှိတယ်ဒီ2မိနစ်တွင်မှာ तू ကြိုက်တာလုံးခွင့်ရှိတယ်ဒီဘောင်တွေကနေပြီးတော့ तू အိုက်တင်လောက်တာဘာမှပြောစရာမရှိပါဘူး တရုတ်ဆောင်နေမှန်းသိတယ်လေသူတရုတ်ဆောင်နေမှန်းကျွန်တော်သိရသူတရုတ်ဆောင်နေမှန်းစဝင်လာတဲ့ကသူတရုတ်ဆောင်နေမှန်းကျွန်တော်သိရတဲ့ဒီဘောမှာဘာမှပြောစရာမရှိဘူးချိန်မှုပါတယ်ဒါမျိုးကတော့မီဒီယာဘောမရောက်တာမျိုးပဲရှိရှိမှာဒါမျိုးကတော့တရုတ်ဆောင်လုပ်တဲ့အချိန်မှာကျွန်တော်ပြန်ပြောတဲ့စကားလိုပါပဲတရုတ်ဆောင်လုပ်တဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ်လက်ကလေးပဲထောင်ပြပြဘာပဲဖြစ်ဖြစ်တယောက်ဆောင်လုပ်တဲ့အချိန်မှာကြိုက်တာလုပ်ခွင့်ရှိရယ်5 4 3 2 1အရှင်ဆိုကင်မရာဘောင်းထဲမှာဘိုင်းနှိမ့်တက်ပြောပြောဘလို့ပဲလှုပ်လှုပ်ပစိုးပဲလန်လန်ဒါပြဿနာမရှိဘူးကတ်ဆိုရင်တော့ဘသူပါလဲဆိုတာလေးတခုသိရင်ပြီးတာပဲကျွန်တော်ဒီလိုဘာလို့ဒီနေ့ဒီဟိုဘာလို့လာလဲခင်ဗျားသိလားကျုပ်ဘာဖြစ်ချင်လို့ဒီဟိုလာလဲဆိုတာခင်ဗျားသိလား ခင်ဗျားတို့သိတာကျွန်တော်ဘာလို့လာလဲဒါတော့နှုတ်နှစ်ဖက်အမြင်တော့မတူဘူးပေါ့လေကျွန်တော်ကြတော့လေ judge ထိုင်ကိုမှထိုင်နေတာဖြစ်တဲ့အတွက် judge လိုပဲသူ့ရဲ့တယုံဆောင်မှုကိုပဲကြည်ပါတယ်ဒီနေရာမှာဟိုဒေါ်ရီဒန်ယိုမင်းလည်းမပြောဘဲနဲ့ဒေါ်မီတန်နူလို့ပြောခြင်းလည်းသူပြောလို့ရတာပဲတဲ့မလားမအေးမြတ်သူလို့ပြောခြင်းလည်းသူပြောလို့ရတာပဲလက်ဆံမရှိပါဘူးအဲတခုရှိအပြန်အလှန် conversation များတာကျွန်တော်နဲ့များတာ အပြန်အလှန်ပြောပြတာတွေကကျွန်တော်နဲ့ဟိုများတာဘာလို့ဆို၃ယောက်ထဲမှာဒါရိုက်တာကျွန်တော်ဖြစ်နေတာဟောဒါရိုက်တာဆိုတော့ရိုက်ကူးရေးဒါရိုက်တာကိုပြောတာမဟုတ်ဘူးเนาะဟိုဂျာ့ချ်ထဲမှာအမဆိုလဲမဆင်ဆိုလဲတယုတ်ဆောင်အေးမြတ်သူဆိုလဲတယုတ်ဆောင်ဆိုတော့ဒါရိုက်တာအနေနဲ့ကြာတော့ကျွန်တော်ကပါနေအောင်ဂျာ့ချ်အနေနဲ့ဒါရိုက်တာထဲမှာဂျာ့ချ်ထဲမှာဒါရိုက်တာဆိုတော့ကျွန်တော်တယောက်ပဲပါနေအောင်အဲ့တော့တယုတ်ဆောင်ပေါ်မှာမှတ်ချက်ပေးတာကြာတော့ဒါရိုက်တာကပေးတာကပုံများတယ်လို့ဖြစ်နေတာပေါ့ဒါပါပဲမင်းရဲ့လုပ်ရတဲ့ခုက ီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါဒီပွဲရဲ့ဂုံတိတ်ခါအများကြီးအကျိုးသက်ရောက်အဲတခုရှိရပါတော့နော်ဟိုတခုပြောနိုင်တာတခုကဒီပြိုင်ပွဲက under script လုံးဝမဟုတ်ဒီပြိုင်ပွဲကကျွန်တော်တို့ဟို script တိုင်းပြောနေဆိုနေကြတာလုံးဝမဟုတ်သူတို့ရဲ့တရုပ်ဆောင်မှတ်ချက်ဒီဘယ်ကျွန်တော်တို့သူတို့ရဲ့တရုပ်ဆောင်မှုပေါ်မှာပဲကြည့်ပြီးတော့ပြောသွားတာပဲရှိရယ်ဘယ်ကြရင်တော့ငါတို့ဘာပြောကြမလဲဟေးလို့ကြိုပြီးတော့ညှိနှိုင်းထားတာဇက်တိုက်ထားတာလုံးဝမရှိဘူးဒါတော့သိကြတယ် သူပြောတာလည်းပေါ့နော်သူ့ကိုသူရုပ်ရှင်လောကရဲ့ရောက်လိမ့်မယ်ဆိုပြီးယုံကြည်ချက်လေးတစ်ခုနဲ့သူပြောသွားတာပေါ့ဒီအခုမတွေ့လဲတစ်ချိန်ချိန်မှာတော့အနုပညာသမားအနုပညာလောကရဲ့မှာတစ်ချိန်ချိန်တော့တွေ့မှာပါပဲဆိုတဲ့စကားကဒါသူ့ကိုသူအနုပညာလောကရဲ့ကိုရောက်ကိုရောက်ရမယ်ဆိုတော့ယုံကြည်မှုတစ်ခုသူ့မှာရှိလို့ပေါ့ဒါကောင်းပါတယ်တတရုပ်ဆောင်တာလေးကမစိုးဘူးဗျအဲ့ဒီပေါက်ကရ၄၀လေးရှောက်ရှောက်ပြောနေတာတွေအဲ့လိုမျိုးဟိုအင်တာဗျူးမှာသူများမြှောက်ပေးတိုင်း interviewer တွေမြောက်ပြီးတိုင်း ID နေထထလုတ်ပြနေတာတွေကဈေးပေါစီတယ်ပေါ့နော်ဒါဒါကျွန်တော်စေတနာနဲ့ပြောတာပါ interview မှာ interview မေးတယ်ဖြေးလိုက်ရပြီပေါ့ဒီလား interview မှာငိုဆိုငိုပြလိုက် interview မှာရည်ဆိုရည်ပြလိုက်ဒါက not professional လीဒီလားမဆိုင်ဘူးလေအဲ့အဲ့အဲ့မျိုးတွေရှောက်ရှောက်လုတ်နေရအောင်ပဲအဆင်မပြေတာပါ တေးဥဆောင်တာလေးကတော့သူအဆင်ပြေပါတယ်ညနေပူပါရယ်ပေါ့နော်တွေ့ရမှာဒါမဲ့လည်းဒီအနုပညာလောကတစ်ချိန်မဟုတ်တစ်ချိန်မှာပြန်တွေ့ရမှာဖြစ်တွေ့ကြအောင်လို့ကျွန်တော်ဒီအာတင်းပြီးတော့လာပြီးတော့ရှင်းပြနေတာအဲ့တော့ကျွန်တော်ရွေးချယ်တာညီလေးမင်းသားမောင်မောင်ရဲ့စိတ်ကူးပါအသူပြောတာကတော့ဟိုသူပြောတာကျွန်တော်ကြားမိတာတော့ပေါ့နော်ဒီ program မှာဒီ superstar academy မှာ judge အကုန်လုံးက academy ရပြီးသားသူတွေဖြစ်ရမယ် နောက်ရုပ်ရှင်လောကထဲမှာဟိုအကုန်လုံးကကြံတဲ့သူတွေက respect ပေးတဲ့သူမျိုးတွေဖြစ်ရမယ်ဆိုတာမျိုးတော့ကြားမိတယ်။ခြေနဲ့ပါတယ်ဒီ programmer judge အဖြစ်နဲ့ပါဝင်ခဲ့ရတာကိုကျွန်တော်ခြေနဲ့တကယ်တကယ်ဝမ်းသာပါတယ်။ကျွန်တော်တို့ကဒီခေတ်မှာ မရိုက်ဘူးတဲ့သူကိုရွေးရမယ်ဆိုရင်အရန်ရှားသွားပြီ။ဆယ်ယောက်လာပြန်ရင်၈ယောက်လောက်ကတခုမဟုတ်တခုတော့ရိုက်ဘူးနေကြတာ။သိလား။တခါမှကင်မရာရှေ့မှာသယုံမဆောင်ဘူးတဲ့သူမျိုးတွေလည်းရှိတယ်။ဒါပေမဲ့ ော်တော်များများကတော့အသက်20ဝန်းကျင်20နဲ့25ကြားလောက်ဆိုလို့ရှိရင်တဏီယာမဟုတ်တဏီယာမှာတော့ပါဘူးတဲ့သူတွေများနေတယ်အဲ့ဒါတခုကတော့ကျွန်တော်တို့အဲ့ထောင်းကနေကြည့်ပြီးတော့ဟာပါဘူးတဲ့သူရွေးတယ်လို့ပြောလို့တော့မရဘူးဘာလို့ဆိုတော့ဒီခေတ်မှာဗီဒီယိုတွေရောက်ဖို့ရုပ်ရှင်တွေရောက်ဖို့ကတိတ်ခက်ခဲတဲ့ကိစ္စမဟုတ်တော့တယ်လို့ဖြစ်သွားတဲ့အခါကျတော့တော်တော်များများတခုမဟုတ်တခုကတော့ရိုက်ဖူးနေကြတာပဲ တခါမှမရိုက်ဘူးတဲ့သူကလည်းအရန်ကောင်းရင်ကောင်းနေမှာပဲလေဒါကတော့ရိုက်ဘူးတာမရိုက်ဘူးတဲ့ပေတံနဲ့တော့တော့တိုင်လို့မရဘူးသူ့ရဲ့ talent ကမရိုက်ဘူးပဲမဲ့လေအရန်ဟာကနေဖြစ်လောင်ကောင်းနေရမျိုးလည်းရှိနိုင်တာပဲအဲ့တော့ကုညိုရှိမှာလာပြီးတော့ဒီဖီလိုစကားရဲ့မှာလာပြီးတော့မြင်ပြန်မြင်လို့ပါလာသူတို့ရာညီမင်းတွေနဲ့ထပ်ပြီးဆုံချင်းနေဆိုပြီးပြန်လာတဲ့လူတော်တော်များကျွန်တော်အတတ်နိုင်ဆုံးအဲ့လိုလူမျိုးတွေဆိုလို့ရှိရင်အမတ်က short ဖို့ပြင်ဆင်ထားတာသိလားဟိုကျွန်တော်နဲ့ရိုက်ဘူးလို့မျက်နှာသာပေးတယ်ဆိုတာမျိုးမရှိဘူး အဲ့ audition tape တွေထဲမှာပြန်ကြည့်ရင်သိလိမ့်မယ်ငါငါနဲ့ရိုက်မှုမရွေးဘူးလို့စဉ်းစားထားတာနော်လို့အဲ့လိုပြောထားတာဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော် just ထိုင်ကောင်မှာထိုင်လိုက်လို့ကျွန်တော်နဲ့ရိုက်ဘူးလို့အဲ့လူပါသွားတယ်ဆိုတာမျိုးကျွန်တော်မဖြစ်ချင်ဘူးအားကြောင့်ကျွန်တော်နဲ့ရိုက်ဘူးတဲ့သူဆိုလို့ရှိရင်အမှတ်ကိုပို့ပြီးတော့ short ဖို့ပြင်ထားတာသေးကြတယ်ကျွန်တော်ဘယ်ဘက်မှမလိုက်အမြင်တူတာများပါတယ်တယောက်နဲ့တယောက်ဟိုညှိရတာလေးတွေရှိတယ်ရံဖြစ်ရတာလေးတွေလည်းရှိတယ်ဒါပေမဲ့အမြင်တူတာတော့များပါတယ် အဲအိမ်မြသူကဖြုတ်အိမ်မြသူကထည့်ခြင်းတဲ့တရားကိုကျွန်တော်ကဖြုတ်ခြင်းတယ်အဲအဲ့ဒါလေးတွေညှိရတာရှိတယ်အဲ့တရားတော့မမှတ်ရရဆိုကြည့်ရင်သိပါလိမ့်မယ်နောင်ကျရင်သိလာပါလိမ့်မယ်ထပ်လာစရာတွေမြင်နေတယ်အဲ့လိုပဲပြောအဲ့လိုပဲပြောခြင်းပါထပ်လာမဲ့ဟာတွေမြင်နေရတယ်ကြိုးပြောထားတယ်ကြိုးတော့မပြောခြင်းပါဘူးကြည့်လိုက်ပါ